ကဲပရိသတ်တွေကိုအခုဆိုရင်တော့ပွဲခမ်းနာမြင်ကွင်းလေးတစ်ခုပြီးတစ်ခုတင်ဆက်ပေးလာရတာကနေအခုဆိုလို့ရှိရင်လေနူးပညာမကောင်းငယ်စီစဉ် shooting making ခမ်းနာတွေကိုစပြီးတော့တင်ဆက်ပေးပါတော့မယ်ခင်ဗျပထမဆုံးအနေနဲ့ကျွန်တော်ကနေပြီးတော့ပရိသတ်များကို shooting တစ်ခုကိုခေါ်ဆောင်သွားကြပါတယ်ဒါကတော့ director ကိုပေါ့ရိုက်ကူးနေတဲ့တေးသန့်ရှင်ပူစုရဲ့ရင်ခုန်မော်ရင်ခုန်ဘတ်လို့နာမည်ပေးထားတဲ့ဒုတိယ album နဲ့ပတ်သက်ပြီးတော့ MTV ရိုက်ကူးနေမှုတွေကိုပရိသတ်များမြင်တွေ့ရမှာပါဒီတော့ဒီမှာကျွန်တော်မပြောတော့ပါဘူးပရိသတ်များရိုက်ကွင်းမော်ရောက် like ခဲ့ပေးပါဦးခင်ဗျ ရိသံများများအခုဆိုရင်တော့ပရိသတ်များအတွက်အနုပညာမောကောင်းငယ်စီစဉ်ရဲ့ shooting making ကိုတင်ဆက်ပေးချင်တာဖြစ်တဲ့အတွက်အခုဆိုရင်ကျွန်တော်ကနေပြီးတော့ပရိသတ်တွေကိုပြည်သူရင်မြင်နဲ့ခေါ်လာခဲ့ပါတယ်ခင်ဗျဒီနေ့မှာဆိုလို့ရှိရင်တော့ဒေးသန်ရှင်ပူစုရဲ့ဒါသူ့ရဲ့ဒုတိယမြောက် day album ဖြစ်တဲ့ရင်ကုန်မရင်ကုန်ဘတ်ဆိုတဲ့ဒီ day album တွေကတချင်းတစ်ပုတ်ကိုရိုက်ကူးမယ်လို့သိရပါတယ်ခင်ဗျအဲဒီတော့ကျွန်တော်တို့ကနေပြီးတော့ဒီမှာဆိုလို့ရှိရင် writer ကိုပေါ့ရဲ့အာလက်စွမ်းပြဖန်တီးမှုတွေနဲ့အတူဒီရင်ကုန်မရင်ကုန်ဘတ်ဆိုတဲ့ဒီချင်းတွေကဒီ day city တွေကနေပြီးတော့တချင်းတစ်ပုတ်ကိုရိုက်ကူးမှာဖြစ်တဲ့အတွက်ဘယ်တချင်းကိုများရိုက်ကူးနိုင်မလဲနော် ောက်ပြီးတော့အဒါရိုက်တာကိုပေါ့အနေနဲ့ဘယ်လိုမျိုးလက်ဆန်းပြဖန်တီးဆိုင်ကူးနေပဲလဲနောက်တစ်ခုအနေနဲ့ဒီမှာဆိုလို့ရှိရင်ဒါဒေသရှင်ပူစုအဒိပထမ DL ဘန်ဖြစ်တဲ့ဒါတမိုးအော့ဆိုရဲ DL ဘန်နဲ့ဒီအခုရင်ကုန်မရင်ကုန်ဘတ်ဆိုရဲဒုတိယ DL ဘန်ကနည်းနည်းလေးအချိန်ကွာခြားခဲ့တော့ဒါသူ့အနေနဲ့ဘယ်လိုမျိုးစူးစမ်းပြီးတော့ပုံမော်ဖန်တီးဆိုင်ကူးလဲဆိုတာပရိသတ်များအတွက်တင်ဆက်ပေးချင်တာဖြစ်ပါတယ်လိုက်ခဲ့ပြီးပါအောင်ဗျာ ါကပူဆူရဲ့ရင်ကုန်ပေါ်ရင်ကုန်ဘက်ဆိုတဲ့အဲစီရီအမ်မျူဇစ်ဗီဒီယိုပေါ့ဟုတ်ရိုက်တာတော့တစ်ခွေလုံးစီရီတစ်ခုလုံးရိုက်မှာပါလေအခုဒီနေ့ကအဲဗန်နဲ့အဲရော့ခ်ဆန်နဲ့အဲမျူဇစ်အဲအပုပ်လေးတွေကိုဗန်နဲ့အပုပ်လေးတွေအရင်ဖြတ်တာပေါ့ဟုတ်အဲ့ဒါလေးတွေကအဲဒီနေ့ကိုအဲနောက်ရက်တွေကြာမှတန်နဲ့စတိုရီနဲ့ရိုက်မဲ့ဟာတွေနောက်ခရိုမာနဲ့ရိုက်မဲ့ဟာတွေအဲအဲ့လိုပေါ့အဲပါလေစထရိတ်ဖိုတိုပုံစံမျိုးရိုက်မဲ့ဟာတွေအဲ့ဒါတွေကတော့နောက်နေ့တွေမှာပေါ့ ကျွန်တော်ဒုတိယတကူစီရင်ခုံဘုံရင်ခုံဘက်အိုက်ခွေအတွက်ဒီဒီနေ့စားရတာဟုတ်ရင်ခုံဘုံရင်ခုံဘက်ကတကယ်တော့ကျွန်တော်ဘာမှစီတမိုးအောင်နဲ့ဒီခွေနဲ့ကတော်တော်ချားရတယ်ဒီက6နှစ်လောက်ကြီးကိုချားခဲ့သွားတော့ဗောနော်အဲ့ဒါအဲတော်တော်လက်ဆက်ပြတ်သွားလို့ဖြစ်တယ်ဒီခွေလေးကိုတော့တော်တော်လက်အဆိုင်ပြီးတော့လုတ်ခဲ့အဲ့ဒါအော်ဒီယိုနေနဲ့တော့ထွက်တာတိတ်မကြသေးဘူးဟုတ်ဟာ VC လည်းဖြစ်နိုင်အမြန်ဆုံးထွက်ကျွန်တော်6လပိုင်း9လမှ6လပိုင်းတော့ဗောနော်အဲ့ဒါအဲ့လောက် ထွက်ဖြစ်မှာဟုတ်ကဲ့တဘီရောပရိသတ်များအတွက်တင်ဆက်ပေးခြင်းနဲ့ရှူတင်အားဆိုလို့ရှိရင်တော့ဒါရိုက်တာသိန်းဟန်ဖီနစ်ဂျိုက်ကူးခဲ့တယ်ဒီ ချစ်သူအလို့ရှိတယ်လို့နာမည်ပေးထားတဲ့ဗီဒီယိုဇာတ်ကားရိုက်ကူးနေမှုမြင်ကွင်းမှာဖြစ်ပါရခင်ဗျာတရုတ်ဆောင်များအနေနဲ့ဇေယျထက်နဲ့ရွှေရည်ထင်ထင်တော့ကနေပြီးအဓိကပါဝင်တရုတ်ဆောင်ထားတာပဲဖြစ်ပါရခင်ဗျာဒီတော့ဒီမှာဆိုလို့ရှိရင်တော့ဇေယျထက်နဲ့ရွှေရည်ထင်ထင်ကနေပြီးဘယ်လို character တွေကနေပြီးတော့တရုတ်ဆောင်နေကြတယ်လဲရွှေရည်ထင်ထင်အနေနဲ့ရောဒီတစ်ခေါက်မှာဆိုလို့ရှိရင်ရောဘယ်လိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ acting မျိုးတွေလုပ်နေတယ်လဲဆိုတော့ပရိသတ်များ director တေးဟန် finish ရိုက်တဲ့ချစ်သူအလို့ရှိသည်ဆိုတော့ဇာတ်ကားရဲ့မြင်ကွင်းတွေကိုအခုပဲကြည့်ရှုပေးပါဦးခင်ဗျာ ဗီဒီယိုစကားကောင်းတွေကိုကြိုက်နေတတ်တဲ့ရနာရပရိသတ်များအတွက်ဒီကနေ့မှာတော့ချစ်သူအလိုရှိသည်ဆိုရယ်ဗီဒီယိုစကားရိုက်ကူးပုံပေါ်နေတဲ့ရှုတင်မိတ်ကအစစအတက်ဆက်ပေးကြပါရှင်။အခုနုပညာမိုးကောင်းငယ်အဖွဲ့သားရောက်ရှိနေတာကတော့အမြောက်ခွညုံအရာရမှာရှိတဲ့ရှုတင်ကိုရောက်ရှိနေတာပါ။ချစ်သူအလိုရှိသည်ဆိုရယ်ဗီဒီယိုစကားကိုတော့ဒါရိုက်တာသိန်းဟန်ကရိုက်ကူးတာဖြစ်ပြီးတော့ဒီစကားရမှာဆိုရင်တော့သေယုဆောင်များဖြစ်ကြရဲရေအောင်ဇေယထက်ရွှေထင်းတို့ကအဓိကသေယုဆောင်နေတာပေါ့မှာဖြစ်ပြီးတော့အခြားသောအနုပညာရှင်လည်းပါဝင်ပြီးတော့သေယုဆောင်တော့မှာဖြစ်ပါရဲ့ရှင်။ဒါကြောင့်မို့လို့ဒီနေ့ရိုက်ကူးပုံပေါ်နေတဲ့ရှုတင်မိတ်ကအစစအတက်ဆက်ပေးကြပါရှင်။အားလုံးက လက်ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်လိုက်ပါရရှင်ဟုတ်တယ်ညီမငါဘာမှမလုပ်လေဘာသာရမရှိပါဘူးအမေခေတ်ကိုတူရလာပြီမလုပ်ပြရမှာนี่ยายกวินเอ่อสกาลินะเมียจิตุโลရှိသည်ဆိုတဲ့စကားလေးအဲဒီစကားဇလန်းဇညောတော့ရွှေထင်ထင်ဇလန်းဇညော အဲတရားဆောင်တွေကတော့ကိုရဲအောင်စီရဲထက်အဲရွှေရဲထင်းနေကိုလည်းပါတယ်ဒီဇလန်လေးကိုဒါရွှေရဲပြောပြတယ်ဟိုဟိုပြောပြတဲ့ခါဦးနေနဲ့ဒါသဘောကျတယ်ပေါ့ဘာကြတယ်ဆိုတဲ့ခါကျတော့ဒီအဲငါလေးကိုအဲမပြန်ပြီးတော့အချောတက်ပြီးတဲ့ခါမှာဟိုကပဲဒါရွှေရဲကိုလူရှင်လဲကိုတိုင်းတရားဆောင်နေနဲ့ပါဝင်မှုအတွက်ခေါ်လိုက်တာ ငါပစံနေဘုတွေ့ရုံးပဲအာတော်ပါတော့မမကျေဦးပါလားကျေဦးပဲတော့လိုက်တော့မယ်ဟေးကောင်းတယ်မောင်လေးပဲမောင်လေးပြန်လာမောင်လေးပြန်လာကြော်ရဖတ်ပြီးလဲဒီလိုဟောလိုက်ခဲ့ပြီဟာလည်းတော့ကျွန်တော်ကဦးစားမဟုတ်ချောင်းတော့ချောင်းဒီစကားလေးကကြတော့သူကအကိုတယောက်ရဲ့မြေတောင်ပေါ့နော်ရွှေရဲ့အကိုကိုရဲအောင်ပေါ့ကိုရဲအောင်ကသူကမိန်းကလေးစိတ်ကလေးနဲ့နေဝင်နေတယ် မိကလေးဖိတ်နည်းနည်းဝင်နေတဲ့အခါကျသူကအမျိုးသားတွေကိုလည်းသဘောကျတတ်တယ်။အဲသူ့ရဲ့ဘဝမှာဟိုဒါလေးကိုအားနေချက်လို့လူတွေကထင်မြင်ပြီးအနိုင်ကျင့်လို့ရှိရပေါ့။ဒါမဲ့သူကတော့ဒီဟာကိုသူဖွင့်ပြစ်ပြီးတော့ပြင်ဆင်မှုခက်တယ်။ဒါပေမဲ့ဒီသူ့ရဲ့အားနေချက်ကိုဟိုလက်ညှိုးထိုးပြီးတော့မြန်မာလေးကိုပါထိခိုက်လာတဲ့အခါကျတော့ငါမဖြစ်မနေယောက်ျားတယောက်လိုပြန်နေမှပဲဖြစ်တော့မယ်ဆိုတဲ့အကိုတယောက်ရဲ့မေတ္တာပေါ့နော်။အဲ့ဒါလေးကို ဟာတာအနေနဲ့ပေါ့ပေါ့ပါပါလေးဖွဲ့စည်းပြီးတော့ပြထားတာဖြစ်ပါတယ်။ဘာလို့ဈေးသွားရလဲ။ဘာလို့ဈေးသွားရလဲ။ရှင်ဒီချင်းပါဘာလာလဲ။ရှင်ဒီချင်းပါလာတော့ပါ။ရှင်ပြန်ပြလိုက်ပါ။ရှင်ပြန်လိုက်တော့။ဒိတ်ပဲမရှိတာပဲ။ဒိတ်ပဲမရှိတာ။ဘာမှရှင်းနဲ့သွားကြအောင်။ဘာမှရှင်းနဲ့သွားကြအောင်။ရှင်ပြန်တော့ရှင်ပြန်တော့။ခင်ဗျာကိုယ်ကမှမှတ်နေရေးဆောင်ရတယ်။ ညာကျပရိသတ်များခင်ဗျာဒီနေ့မှာဆိုလို့ရှင်တော့ပရိသတ်များအတွက်စိတ်ဝင်စားဖို့ကောင်းတဲ့အမှုပညာရပေါ်ကတတင်းကဏ္ဍအကြောင်းအရာမျိုးစုံကိုစူးစမ်းပြီးတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာပရိသတ်များအနေနဲ့ဒီနေ့ရဲ့အစည်းအဝေးကိုကြည့်လိုက်ရတဲ့အခါမှာစိတ်ထဲမှာတခုခုတော့ကြံနေလိမ့်မယ်လို့ယုံကြည်မိပါတယ်ဒီတော့ပရိသတ်များအနေနဲ့တခုခုကြံနေတာလေးကိုပြောပြခြင်းနဲ့ဆိုလို့ရှင်တော့ www.facebook.com/askyshow ဆိုပြီးတော့အင်းလေးလို့ရိုက်နေပြီးတော့ကျွန်တော်တို့ရဲ့အမှုပညာမိုးကောင်းခင်အစည်းအဝေးရဲ့ဒီ page ကိုလာရောက်ပြီးတော့ဝေဖန်အကြံပြုတာမျိုးလုပ်လို့ရပါတယ်ခင်ဗျာ နောက်ပြီးတော့ပရိသတ်များအနေနဲ့ကျွန်တော်တို့ရဲ့အစည်းအဝေးကိုဒီနေ့ TV ကနေမဲ့ဟုတ်ပဲနဲ့ဒါရောက်တန်ထရပါတယ် live streaming ကြည့်ကြတယ်ဆိုရင်တော့ www.mrtv4.tv လို့ရိုက်နေပြီးတော့ mobile data လေးဖွင့်ပြီးရောက်တန်ထရပါတယ်ကြည့်ရှုလို့ရပါတယ်ခင်ဗျာပြီးတော့ပရိသတ်များကိုစိတ်ဝင်စားဖို့ကောင်းတဲ့အမှုပညာရှင်ဝန်ကသတင်းကဏ္ဍများကိုတင်ဆက်ပေးခဲ့ပြီးပြီမို့လို့နှုတ်ဆက်ရမယ့်အချိန်လေးတော့ရောက်လာခဲ့ပါပြီခင်ဗျာဒီတော့ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးပဲတာယာလှပတဲ့တင်းလာနေလေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ